ောက်ပြန်ချွင်းရင်းချက်ကိုပါလဲဝိပတ္တိနော်ချွင်းရင်းနေတာကိုဝိပတ္တိလို့ခေါ်တယ်။ကာလဝိပတ္တိတဲ့။မင်းစိုးမင်းယုတ်တို့အုပ်စိုးတော့အခါကိုကာလဝိပတ္တိခေါ်တယ်။အဲ့ဒီအုပ်ချုပ်အစိုးရကကိုရှင်တရားပြတ်ကြတဲ့အခါမှာကာလဝိပတ္တိဆိုင်တာပဲ။အဲကာလဝိပတ္တိဆိုင်ဘာဖြစ်တယ်လဲဆိုတော့သူကအထုတို့တွေအတွေ့ပြမရသွားတယ်။ဝိပတ္တိဆိုတာကဆုပ်ယုပ်ပြည့်စုံခြင်းဖြစ်တဲ့ကာလဆိုတာဒီမင်းစိုးမင်းကြီးဖြစ်ပါတယ်။ အဲ့တော့ကာလဝိပတိဆိုတာကမင်းဆိုမင်းညစ်ကြောင်းဆိုယုတ်ပြည့်စည်ခြင်းလို့အဓိပ္ပာယ်ရပါတယ်။အဲ့ဒီလိုအခါဖြစ်လာပြီဆိုရင်အာကုတ္တတွေကအကျိုးပေးလာတာဖြစ်ပါတယ်။ဆိုလိုတဲ့တဘောကကိုကကုသိုလ်ထင်တဲ့အရာဒီအာကုတ္တလောက်ပြီးဖြစ်တယ်။အာကုတ္တထင်တဲ့အရာတွေကကုသိုလ်လောက်ဖြစ်တယ်။အဲ့ဒီလောက်အဲ့ဒီလောက်ထိပြောင်းပြန်အကျိုးတက်ရောက်မှုရှိတယ်ဆိုတာကိုကာလဝိပတိပေးလို့ခေါ်ပါတယ်။ ဲ့တော့ကျွန်တော်ပြန်နာဆင်ပေးပါခင်ဗျာဖောက်ပြန်ချူရင်းချက်ကိုပါလဲဖောက်ပြန်ချူရင်းချက်ဝိပတိနော်ချူရင်းနေတာကိုဝိပတိလို့ပတ်တိချူရင်းပြက်ပါလားဝိပတိမင်းဆိုမင်းဆိုမင်းတို့အုပ်ဆုံးတော့အခါကိုကာလဝိပတိကာလဝိပတိဖြစ်သွားပြီနော်အဲ့ဒီအချိန်မှာကိုကြီးတရားပြတ်တဲ့အခါမှာကာလဝိပတိဆိုင်လာတယ်ဟုတ်ကဲ့လိုက်ပြန်စရင်ဘာဖြစ်တယ်လဲဆိုတော့ကအာကုတ္တတွေအကျိုးပေးခွင့်ရပါတယ်အာကုတ္တတွေအကျိုးပေးခွင့်ရပါတယ်နော် ဆိုတဲ့ဘောကကျွန်တော်တို့ကကုသိုလ်လို့ထင်တဲ့အလုပ်တွေအားလုံးကအကုသိုလ်တွေပြောင်းပြန်နေကုန်ဖြစ်ကုန်เนาะအကုန်ဖြစ်ကုန်တယ်။ဘာကြောင့်လဲဆိုတော့ဒီမင်းစိုးမင်းမြင့်နဲ့ကျွန်တော်တို့ကတပောင်းနဲ့အလုပ်တွေကိုပဲလုပ်ဖြစ်တယ်။အဲ့ဒီတော့ဘာဆိုလိုလဲဆိုတော့အတိဝလာစာပါလနာလူမိုင်းတဲ့တပောင်းနဲ့အလုပ်တွေကိုပဲကျွန်တော်တို့လုပ်ဖြစ်သွားတယ်။ဒီမင်းစိုးမင်းမြင့်တွေကလည်းသူတို့နဲ့မပောင်းရင်လက်မခံဘူး။သူတို့နဲ့ပောင်းနေရင် သူတို့ကသဘောကျတယ်နော်အဲ့တော့ကျွန်တော်တို့ကသူတို့နဲ့ပေါင်းပြီးလှုပ်တဲ့လှုပ်အားလုံးကအာဟုသူလှုပ်တယ်ကြီးတယ်အဲ့ကြောင့်မို့အာဟုသူတွေအကျိုးပေးသွားတယ်လို့ဆိုလိုခြင်းဖြစ်တယ်ခွဲရတယ်ပါဆိုနေကြတာတိလားဘုသူနဲ့အာဟုသူကလေငါအကျိုးပေးမယ်သူအကျိုးပေးမယ်နဲ့ဘုသူနဲ့အာဟုသူကလူနေကြတာလူနေရနော်အဲ့တော့ပစ္စုပန်ကတော့ရည်ကြီးသွားတယ်အာလုံးကိုစီကိုစီမှာဘုသူလည်းရှိတယ်အာဟုသူလည်းရှိတယ်နော်အဲ့တော့ကုသိုလ်တွေ အကျိုးပေးခွင့်ရဖို့အကုသိုလ်တွေအကျိုးပေးခွင့်ရဖို့ကပြစ်ဆုံးပိုင်နဲ့ဆိုင်သွားတယ်။ခုနပြောတဲ့ကာလဝိပတိတွေခဏိပတိတွေလား။တော့ပြစ်ဆုံးပိုင်မှာခုနကာလဝိပတိပေါ့နော်။မင်းဆုံးမင်းရုပ်တွေကအုပ်ချုပ်တဲ့ကာလတစ်ခုရောက်သွားတဲ့ခါကျရင်အကုသိုလ်တွေအကျိုးပေးခွင့်ရသွားတယ်။ဟုတ်လား။ကုသိုလ်တွေအကျိုးပေးခွင့်များတော့ဘူး။ကုသိုလ်မရှိလို့မဟုတ်ဘူးနော်။ကုသိုလ်အကုသိုလ်တွေအခွင့်ရပါလားသူက။နော်။အဲ့တော့စီးပွားရေးအစီအမပြေတက်တက်သတ်ပြီးပေါ့နော်။ဒုက္ခတွေရောက်ကြပေါ့။ဆိုတော့ လောကယတာဒီအာဟုတ္တကြောင့်ပဲဒါပေမဲ့အဲ့ဒီအာဟုတ္တတွေရောက်ခွင့်ရပါတာကကာလပတိကြောင့်ပဲဘယ်ဘောလားမသိဘူးအဲ့ဒါနည်းနည်းရှင်းရမှာလေဆုံးမြို့တွေကအုပ်ချုပ်တဲ့ကာလတစ်ခုရောက်သွားတဲ့ခါကျရင်အာဟုတ္တတွေကျုပ်ပြခွင့်ရသွားတယ်မေဆုံးမြင့်တွေအုပ်ချုပ်တဲ့အာလာရသွားရင်အာကုတူတွေကအကျိုးပေးသွားတယ်ဒါဟာမင်းဆုံးမင်းကြီးဆိုတာ ਨੇ အာအလုံးဟာ အကုသိုလ်လုပ်ငန်းတွေပဲဖြစ်သွားတယ်ဒါဟာဟိုရှင်းရှင်းလေးပဲကျွန်တော်တို့နားလည်လိုက်ရုံပဲเนาะမင်းဆိုမင်းကြီးကာလမှာဟာဟိုသူတို့နဲ့ပေါင်းပြီးလုပ်တဲ့အလုပ်တွေအလုံးဟာအကုသိုလ်လုပ်တွေပဲဖြစ်သွားတယ်ဒါဒါရှင်းရှင်းလေးပဲဒါနားလည်ထားမှာဖြစ်ပါတယ်ကုသိုလ်တွေကျုပ်ခွဲများတော့ကုသိုလ်မရှိလို့မဟုတ်ဘူးเนาะကုသိုလ်အကုသိုလ်လည်းအခွင့်အရေးပါလားသူကเนาะအဲ့တော့စီးပွားရေးအစမပြေတက်တက်ဆက်တည်ပေါ့เนาะဒုက္ခတွေရောက်ကြပေါ့ဆိုတော့ ဒုက္ခရောက်တာဒီအကုသိုလ်ကြောင့်ပဲအကုသိုလ်ကြောင့်ပဲဒုက္ခရောက်တာနော်သူကဟိုဒီအကုသိုလ်တွေလုံးမိပြီးတော့ဒီဒီမင်းဆိုမင်းကြီးနေနဲ့ပေါင်းလိုက်တော့အကုသိုလ်လုံးဖြစ်သွားတယ်အကုသိုလ်လုံးဖြစ်သွားတဲ့အခါကျတော့ဒုက္ခပြန်ရောက်တယ်နော်အဲ့ဒီဒုက္ခနဲ့အကုသိုလ်နဲ့တိုင်ပတ်နေတာဘာကြောင့်ဆိုတော့ဒီမင်းဆိုမင်းကြီးနေနဲ့တပေါင်းလိုက်တာကအကုသိုလ်အလုံးဖြစ်တယ်အကုသိုလ်လုံးလုံးပြီးလုံးမိပြီးဆိုရင်နောက်အကုသိုလ်တွေကဆက်လာတော့မှဒါဒါဟာဒီလိုသဘောတရားလေး ောက်တာပါဒါကြောင့်မို့ကျွန်တော်အကုသို့လုံမိတဲ့အတွက်ကိုငါ့ဟိုနင်ဒုက္ခဆင်းရဲတွေထပ်လာအောင်မယ်ဒါကျွန်တော်စာကြီးထားတဲ့ထဲမှာလည်းပါပါတယ်နော်ဟုတ်လားကာလပတိဆောင်ပဲဘယ်ဘောလာမသိဘူးအဲ့သဘောသွားတာပေါ့နော်အဲ့တော့ကာလပတိဖြစ်သွားပြီဆိုရင်နော်အကုသို့တွေကျိုးပြခွင့်ရသွားတာအဲ့သဘောနားလည်ဖို့လိုတယ်နော်ကလာဝိပတိရောက်သွားပြီဆိုရင်သူကအကုသိုလ်တွေကအချိုးပေးပြရရသွားပြီဖြစ်တယ်เนาะအဲ့ဒီသဘောတရားလေးကိုကျွန်တော်တို့ကအာတိုက်ပတ်နေတာဖြစ်တယ် တကယ်တော့ကျွန်တော်ကဒီမီးသမီးညစ်ဟိုအုပ်ချုပ်တဲ့ကာလမှာကျွန်တော်တို့ကအကုသို့အလုပ်တွေပဲလုပ်ရအောင်နော်အကုသို့လုပ်တွေပဲလုပ်ရအောင်အကုသို့လုပ်လေလုပ်လေလေအာဒုက္ခဆင်းရဲတွေထက်ကြုံရလေလေပဲဖြစ်တယ်။ तू ကသူကဘာကြောင့်ဆိုတော့သူကအကျိုးရှိဝါတာဖြစ်တယ်အကြောင်းရှိဝါတာမဟုတ်ဘူးနော်အကြောင်းရှိဝါတာမဟုတ်တဲ့အတွက်အကုသို့တွေလုံအကုသို့တွေလုပ်ပြီးရင်ကျွန်တော်ကဆင်းရဲဒုက္ခတွေဆက်ပြီးတော့ခံစားအာဒီဒီဟာဒီနေရာတွေပဲသွားနေမှာဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်တော်ကမင်းဆိုမင်းညစ်ကာလမှာကျွန်တော်တို့က ပိတ်ထဲမှာအကုသိုလ်လို့ထင်တဲ့အလောက်ကတကယ်အကုသိုလ်ပဲ။ဘာကြောင့်လဲတော့ဒီအကုသိုလ်လုပ်တွေကဒီမင်းစုံမင်းကြီးတွေကကင်နာပြီဖြစ်တယ်။သူတို့နဲ့ပေါင်းပြီးတော့လုပ်တဲ့အလုပ်တွေပဲသူတို့အားပေးမှာဖြစ်တယ်။သူတို့နဲ့မပေါင်းတဲ့အလုပ်တွေဆိုအားမပေးဘူးဖြစ်တယ်။အဲဒီတော့ကျွန်တော်တို့ကအဲ့တော့သူတို့နဲ့ပေါင်းပြီဆိုတော့အကုသို့လုတ်တီပဲလုတ်ပါဖြစ်ပဲဖြစ်ပြီးရင်အဲ့အကုသို့ရဲ့ဟိုလုတ်တဲ့အကျိုးအကျိုးကျေးဇူးဟာဆင်းရဲဒုက္ခတွေပဲထပ်ပြီးတော့ခံစားရမှာဖြစ်တယ်။ဒါဒီလိုသဘောတရားလေးပဲဖြစ်ပါတယ်။ဟုတ်ဘူးနော်။ ကုသိုလ်တွေရှိတယ်အမှအခွင့်မရတော့ဘူးတလုံးပတိကြောင့်သာလေအကုသိုလ်နောက်လာခွင့်ဖြစ်သွားရောက်ခွင့်ရသွားတာနော်အကျိုးမေးခွင့်ရသွားတာအဲဟုတ်ကဲ့ပါယေရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ